တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့နေ့30ရက်နေ့တော်တွင်ကာလဟာအပြောင်းလဲတဲ့ဒုတက်မှုတွေကိုဖန်တီးနိုင်တယ်ရှင်းမှန်းချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ဖော်နိုင်တယ်မူလစီစဉ်ထားခြင်းမရှိဘဲရုတ်တရက်ပေါ်ပေါက်လာတဲ့အခြေအနေကိုသုံးချပြီးအောင်မြင်မယ်လူမျိုးပွဲချိုးပေးမယ်ရောင်းမဝင်မှဖြစ်တတ်တဲ့ငွေချီးပစ္စည်းချင်းကားရင်စုံသွားတတ်တဲ့အမေဖွားတို့ကျမ်းမကြီးချူကြမယ် ကိုယ်တိုင်တွင်၎င်းမိသားစုတွင်ခရီးကိစ္စအစဉ်ပြေမဲ့ပြည်တွင်းသမဂ္ဂပြည်ပခီးတွေသည့်စီစဉ်အောင်မြင်နိုင်ခြင်းယနေ့မှာကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုတွေရရှိပြီးတော့အလိုရှိရာပြည့်စုံခြင်းနဲ့ရှိမယ်23ရက်နေ့မှာငွေကြေးကံကောင်းမဲ့လက်ပွင့်မဲ့လိုရာပြည့်စုံမဲ့24ရက်နေ့မှာဥတီကျဲတဲ့နဲ့လောကန်ချင်းတွေရဲ့ကောင်းသောအကျိုးပေးမှုတွေရှိမယ်ရန်နဲ့ထိတ်တိုက်တွေ့မယ်25ရက်နေ့မှာပေါ်လာတဲ့ခွင့်ရည်တွေကိုလက်တွေ့သုံးချပြီး အစဉ်ပြေခြင်းနဲ့တိုးတက်ခြင်းရှိမယ်26ရက်နေ့မှာရပိုင်권ဤလက်ဝယ်ပြန်ရခြင်းရှိမယ်29ရက်နေ့မှာအရာရာအစဉ်ပြေခြင်းတိုးတက်ခြင်းလိုရာပြည့်စုံခြင်းနဲ့ရှိမယ်28ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံတက်လန်းပေါ်မယ်စီးပွားကံတိုးတက်မှုရှိမယ်အလုပ်ပေါ်တွေကြုံမယ်29ရက်နေ့မှာစိတ်ရှုပ်ထွေးစရာနဲ့အထင်မှားစရာတွေဖြစ်ရှင်းရမယ်30ရက်နေ့ကတော့ပျော်ရွှင်ချမ်းမြေ့စရာနဲ့စိတ်အေးချမ်းသာစရာတွေကြုံမယ်31ရက်နေ့မှာခီးကံ လုပ်ငန်းကဘဝကတိုးတက်ခြင်းတွေရှိပဲ20နှစ်23 24 25 26ရက်ရက်ဆက်တိုက်အဲ့ဒီရက်တရားခေါင်းစည်းခေါင်းစုံပြုတ်ရအမတန်ကောင်းတဲ့ရက်တွေဖြစ်ပြီးတော့23ရက်နေ့အဲ့ဒီနေ့မဟာရကျမ်းနဲ့တိုက်ဆိုင်တယ်အဲ့ဒီနေ့မှာအရှိတော်ရောက်ကုန်တည်သွားစဉ်အနေရှိတတ်တယ်ညနေ3နိုင်နဲ့4နိုင်ခွဲအတွင်းမှာအသွာလာနေထိုင်ကျူးဆက်ရမယ်29ရက်နေ့မှာ နဂဘောရက်ဖြစ်ပြီးအရှိရက်ကိုဒီသွားစဉ်နေရှိတဲ့တဲ့မနေ့ခွန်နိုင်ခွဲနဲ့ကိုးနိုင်တွင်သွားလာနေထိုင်ကိယူဆိုင်ရာမှာဖြစ်ပါတယ်30ရက်နေ့ဒနာသိတိနက္ခတ်စမ်းရှင်တဲ့နေ့ဖြစ်တဲ့အဲ့ဒီနေ့မှာငွေကြေးကိစ္စအတွက်ပြောဆိုဆောင်ရွက်ခြင်းတွေမှတ်သမျှအောင်မြင်ကြိုးပမ်းခြင်းကိုရရှိနိုင်တယ်ကြာသာပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတဲ့တင်းတင်းကြပ်ကြပ်တင်းလာမွေးသူများကြောင့်စေနောင်ရှိတဲ့ဖြစ်တဲ့အစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုသုံးမှနှစ်ခွန်ကိုးကနန်းနေ့ကြိုးပေးပါတယ် ။တပြေညွတ်တညွတ်ကိုမွေးနှံသာပဲပြန်ပြီးအမြင့်တနေရာမှာတည်ပြီးလိုရာဆူတောင်းမှာဆူတောင်းပြပါလိမ့်မယ်ကျေးဇူးတင်။ဟင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်အောက်တိုဘာလ22ရက်နေ့နေ့31ရက်နေ့အတော်တွင်မှာရံများမယ်တိုက်ခတ်များမယ်စေတနာဝေဒနာဖြစ်တတ်တယ်စကားမှားတတ်တယ်ရောင်းမဝင်မှဖြစ်တတ်တယ် အလောတကြီးဝယ်ယူခြင်းမပြုရဘူးအရင်းနှီးများတဲ့လုပ်ငန်းတွေစတင်ခြင်းမပြုရဘူးလွတ်တဲ့စာလုပ်ငန်းရပ်တွေကိုထိန်းချုပ်ပြီးလုပ်ရမယ်ဝေဖန်သူများနောက်ဆက်သူများသတိရှိရမယ်ပြောမှဆိုရန်တိုက်ခန့်နေများတဲ့နေ့ဖြစ်တဲ့23ရက်နေ့မှာ ရှင်ပြန်မှုမှန်သမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိမယ်24ရက်နေ့မှာဝေကြီးကံလုပ်ငန်းကံဘဝကံတိုးတက်ခြင်းနဲ့အောင်မြင်ခြင်းတွေရှိ25ရက်နေ့မှာ ငွေကြေးကံကောင်းမယ်ခီးကံကောင်းမယ်ပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်26ရက်နေ့မှာရန်နောက်ဆက်နဲ့ခက်ခဲနေကြုံမယ်29ရက်နေ့မှာဥတီကျက်သစ်နဲ့လောကန်ကျင်းရဲ့နှစ်သာရကောင်းကျိုးရရှိမယ်28ရက်နေ့မှာစိတ်ကူးသစ်တွေလောကန်တန်နဲ့ရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်29ရက်နေ့မှာ အထူးကောင်းသောနေသားနဲ့တိုးတက်တဲ့ကံတွေပေါ်မယ်30ရက်နေ့မှာရှင်ပြန်မှုမှမြအောင်မြင်ပြီးတော့ တက်လန်းရရှိမယ်31ရက်နေ့သူတပားကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးခြင်းကြုံနိုင်ပါတယ်ဒီကာလအတော်တွင်းမှာအောက်တိုဘာ20 23 24 25 26အဲ့ဒီရက်တွေအားလုံးဟာ ကောင်းစီကောင်းရှုပြုရတဲ့အင်မတန်မြင့်မြတ်တဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့တွေမှာကောင်းစီကောင်းရှုပြုရအကြီးကဲဖြစ်တယ်အရာရာအစဉ်ပြေတဲ့လူ့သမျှအောင်မြင်မဲ့ဓာတ်ကိုရစေတယ် သတိပေးချင်တာက23ရက်နေ့မှာအရှိတောင်ရက်ကိုသွားစရာနေဖြစ်တတ်တယ်။ညနေ3နိုင်နဲ့4နိုင်ခွဲတွင်သတိထားရမယ်။26ရက်နေ့မှာအရှိရက်ကိုဒီသွားစရာနေဖြစ်တတ်တယ်။မနေ့9နိုင်ခွဲနဲ့9နိုင်ကြာပို၍သတိထားရမယ်။30ရက်နေ့ကတော့ဒနာသိတိနက္ခစမ်းရှင်တဲ့နေ့ဖြစ်တယ်။အဲ့ဒီနေ့မှာ ိုက်ဆံငွေကြေးတို့အဟောင်းစုပ်တွေကိုကတ်ပြီးတော့တေချာပြန်ပြီးတော့စနစ်စရာသိမ်းဆိတ်လိုက်ပါ ထူးခြားတဲ့ကံကြမ္မာလေးတွေပေါ်ပြီးတော့လက်ပွင့်လာနိုင်ပါလေဒီကာလအတော်တွင်းမှာဇာသပတိနဲ့ဗုဒ္ဓနဲ့တနင်္လာနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့အင်္ဂါနေ့မွေးသူများဒုက္ခပေးတတ်တယ်အဖြူစိမ့်ပြီးကိုရောင်တို့ကိုတုံးရွယ်အလိုရှိရာကိစ္စများဆောင်ရွက်ပါတင်ငါကိုကနန်းနေ့ အကျိုးပေးပါလေ။ကောင်းခြင်းကံကြမ္မာများရစေရန်အတွက်နေရင်နီးပါးမှရှိတဲ့သက်ရွယ်ကြီးရင်သူတို့ကိုအာဟာရစေဝါများလှူဒါန်းခြင်းပြုပေးပါ။ယေရှုတည်မှာလေ။